လွှတ်တော်တွင်နေရရရင်လက်ပေးလက်ယူမှုအာဂရိလိုက်စားမှုတွေကိုတိုက်ဖြတ်သွားမယ်လို့ဒေါ်ညညိုသင်ကပြောကြားလိုက်ပါတယ်။ဒေါ်ရမင်းဦးကသတင်းပေးပို့ထားပါရရှင်။ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာအာဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကိုဖွဲ့စည်းခဲ့သလိုအာဂရိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရလက်ခံရရှိတဲ့တိုင်စာ900ကျော်အနက်တိုင်စာ3000ကိုသာ စစ်ဆေးအေးအေးယူခဲ့တယ်လို့သိရပါတယ်။အမှုသုံးမှု ကိုပဲကင်တွယ်ဖြစ်ရှင်းတာတွေ့ရတယ်ပေါ့နော်အဒီလိုသိသလောက်တော့အမှုဒါ900ကျော်နဲ့800အတွင်းမှာလက်ပေးလိုက်ဝင်ကော်မရှင်တိုင်တယ်လို့သိရတယ်ဒါပေမဲ့ဒါတွေဟာလက်တွေမှာအရေးယူနိုင်ခြင်းကြီးမရှိဘူးပေါ့နော်အဲ့တော့ဒီ9နှစ်ပြီးခဲ့တဲ့9နှစ်သက်တမ်းကိုသုံးသပ်လိုက်လို့ရှိရင်အန်တီတို့နိုင်ငံမှာအမြင့်တွယ်နေတဲ့လက်ပေးလက်ယူမှုတိုက်ဖြတ်ရေးကိုအစိုးရအဖွဲ့ရောလွှတ်တော်ရောနိုင်နိုင်နင်းနင်းကင်တွယ်နိုင်ခြင်းမရှိဘူးဆိုတာထင်ရှားတယ်ပေါ့နော်ဒါကြောင့်မလို့နိုင်ငံတိုးတက်ရေးမှာအဓိကအဟန့်အတားဖြစ်နေတဲ့ လက်ပေးလက်ယူမှုတိုက်ဖြတ်ရေးကိုပြည်သူ့လွတ်တော်ထဲမှာလက်စတိုက်မှတ်မှန်အန်တီအဆောင်ရွက်သွားမယ်ပေါ့နော်2015ရွေးကောက်ပွဲမှာဗဟန်းမျိုးနယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းတော်ညိုညိုသိန်းကတော့လွတ်တော်မှာသူ့အနေနဲ့နေရာရရှိခဲ့ပါကလက်ပေးလက်ယူမှုတွေအဂရိလိုက်စားမှုတွေကိုတိုက်ဖြတ်သွားမယ်လို့ဆိုပါတယ်လာမယ့်ငါးနှစ်မှာဒေါ်ညိုညိုသိန်းခမရကဘာလုပ်မှာလဲဘာလုပ်မှာလဲဆိုရင်ပထမဆုံးကျမအလုတ်ရှင်ဆုံးကိစ္စကတော့ ပြည်သူ့လွှတ်တော်တွေရောက်လို့ရှိရင်ကျမတို့နိုင်ငံမှာအမြင့်တွယ်နေတဲ့လက်ပင်းလက်ယူမှုကိုအစွမ်းကုန်တိုက်ဖြတ်သွားပါမယ်။ဘယ်လိုတိုက်ဖြတ်မှာလဲ။ခမားကသတိပုဂ္ဂလတက်ရောက်ချင်းတက်ရောက်ချင်းနဲ့ဘယ်လိုလုပ်မလဲ။ကျမပြီးရင်ပြောမြန်မာနိုင်ငံဟာအဂရိလိုက်စားမှုအစိုးရဆုံးနိုင်ငံစည်းရင်းတွေမှာပါဝင်နေတယ်လို့ နိုင်ငံတကာအာဂရိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က2023ခုနှစ်ကမ္ဘာအာဂရိလိုက်စားမှုအခြေအနေအစီရင်ခံစာစစ်တမ်းအရသိရပြီးနိုင်ငံပေါင်း158နိုင်ငံအနက်မြန်မာနိုင်ငံဟာအာဂရိလိုက်စားမှုအဆင့်မှာ159နေရာမှာရှိနေပါတယ်ကျွန်မရမင်းဦးပါ